အားလုံးနေလာပါဒီနေ့ပတ်သက်ပြီးအကြောင်းလေးပါတော့ဒေါက်တာခင်မောင်ကိုသင်ခိုင်းထားပါတယ်အယူပေါ့အယူပေါ့တော့ပါစောင့်တဲ့အကြောင်းလေးကြားပါတယ်နောက်ထပ်မှာတော့ခန်းငါးခန်းပေါင်းပါတယ်ခန်းတင်မှာတော့အယူဖက်စီတိဆောက်ပုံခန်းတင်မှာငါးပိုင်းပေါင်းပါတယ်ပထမတစ်ကအယူဖက်စီတိဆောက်ပုံဒီကတော့ပါဝင်ဖွဲ့စည်းထားတဲ့ပစ္စည်းများတောင်းအောင်ပေါ့အယူအဖွဲ့စည်းလုံးလိုက်ပေါက်တာများဒီကတော့အယူပညာချာငါတော့အမြဲတမ်းပစ္စည်းတောင်းနေတော့အယူဖွဲ့စည်းအကြောင်းပဲဖြစ်ပါတယ်အခန်းတစ်ခါတော့အယူပါအယူပွားရောက်ဆူဒီမှာပြည်တော့ ကြားနေပါတယ်။အဲ့ခန်းထဲမှာလည်းဒီပိုင်းပေါင်းပါတယ်။တစ်ခါတော့အယူပါအယူပွားရောတာ။တစ်ခါတော့အယူပါအယူပွားရောတာရှိရှိစမ်းတဲ့ပုံ။သုံးခါတော့နောက်ဆက်တွဲပြဿနာများဒီကတော့အယူရိုးများပါလာပွားလာဆွေးလာပြီးလို့ဆိုပြီးတော့ရှင်းပြပါမယ်။ခန်းသုံးပါတော့အယူပါအယူပွားရောတာဖြစ်ပေါ်ရတော့အကြောင်းရင်းများဖြစ်ပါလေ။ခန်းသုံးပါလေ၁၂ပါးနဲ့ရှင်းပြပါပါမယ်။တစ်ခါတော့အားရဖက်လုံလောက်မှုမရှိခြင်း။ဒီကတော့အငြင်းတက်ပါတော့အစားအစာများကိုလိုဒီချက်ပို့မှုစားနေရှိခြင်းတော့ရော နေရောင်ခြင်းနဲ့တွေ့မှုနေခြင်း၊နေရတော့ကိုယ်လက်လုပ်ရှာမှုနေခြင်း၊နားကတော့ဆေးနဲ့တောက်သူများမှာပိုဖြစ်ခြင်း၊ဆောက်ကတော့အစာအိမ်နဲ့ဒီလမ်းကြောင်းကယောဂဖြစ်ခြင်း၊ခုနစ်ဒိဋ္ဌိအသေးချောက်ယောဂ၊၈အယူပါအယူပါယောဂဖြစ်စေပါရဲ့၊၉နာတာရှိကြောက်ဖက်ယောဂ၁၀၊ဘယ်ပြီးအကျင့်ညာရီခံခံနာ၁၁၊အယူသမီးဟော်မုန်းကအမီပါတဲ့ကြောင့်အပြင်အယူပါအယူပါယောဂဖြစ်စေတော့စိညာဆိုရောစိဝါများဆိုရောအပိုင်းဆက်နှစ်ပိုင်းလေးရှိရအောင် ခန်းလေးကတော့ယူပွားယူပွားယောဂမဖြစ်အောင်နေထိုင်စားသောက်နေရသူရောခုနှစ်ပိုင်းနဲ့ရှင်းပြလောက်ပါလေတစ်စားသောက်တင်တော့စားသောက်များနှစ်အကျိုးမပြုသည်ကိုရရင်ပါတော့ထုံတဲ့တော့ဒီနေ့တိုင်းအကျိုးကျေးဇူးများ၄၄မြောင်ကြီးကလည်းရေးပါတဲ့အကြောင်းငါကိုလက်လွှတ်ရှာမှုပေးရန်လို့၆ချောင်းရမယ်လေးချင်းတယ်များအကြောင်းခုနေ့တတိယဝေမျိုးကို view site ရလို့ရတဲ့အကြောင်းသာသဖြင့်ခုနှစ်ပိုင်းနဲ့ရှင်းပြရမှာပါ ခန်းကားမှာတော့ရိုးပါရိုးပါယောဂဖြစ်ရင်တောက်တော့ရမယ်ဈေးဝများကြောင့်ဖြစ်ပါတယ်ခန်းကားမှာလည်း၆ပိုင်းနဲ့ရှိရတာပါတယ်၁ကယ်ဆီယမ်ဓာတ်ပါတော့ဈေးများ၂ဗီတာမင် D ပါတော့ဈေးများ၃ရေးပါတော့ဖိုက်တိုအီစထရိုဂျင်ဓာတ်၄အဆစ်များတန်ဆွမ်းရန်လိုအပ်တော့ဂလူကိုစမင်းဆယ်ဖိတ်အကြောင်းဖြစ်ပြီးတော့အရိုးလိုများတစ်ဆောက်ပေးပြီး contracted ဆယ်ဖိတ်အကြောင်းဖြစ်ပြီးတော့၆ပိုင်းတော့ဗီတာမင် C ပါတော့ဈေးများဆိုပြီးတော့ပြပြထားပါမယ်နောက်ဒီကောင်ပါမယ် reference ပါမယ် တော့ဟာဆင်းနေပါမယ်။အဖက်ရလာတော့အခန်းထဲမှာပါတယ်။စားတုံးနေတဲ့အကြောင်းပေါ့အကြောင်းပေါ့နော်။ယူပါယောဂရှင်စားရမယ်စားစားများနေမှာဆိုရင်အသက်ကြီးလာရင်ခေါင်းတရပါပါခေါင်းတရပါစားပါဆိုရင်ဒါငူကြီးခုန်ကြမှုတက်ပါပြီးတော့ဟာရတက်နေပါတယ်။အယူအစင်များတမရအတွက်လည်းများစွာထောက်ပြပြီးရယ်ဒစုံစိတ်ကလေးများငါတင်းလေးများကိုစားခိုင်းစားပေါ့နော်စားမယ်အကြောင်းလေးပါတယ်။ကြက်ဦးဘဲဦးဗီတာစားရင်ဗီတာမင်းဒီထက်နည်းကယ်ဆီယမ်ထက်များရတဲ့ချက်အယူကကယ်ဆီယမ်တော့ ပေါင်းဖို့ဆိုတာဒီစောက်စီနိုင်ပြီးရောဗီတာမင် D ကလည်းမရှိမဖြစ်လို့လည်းကြောင်းနေအသင်းမျိုးပင်းမျိုးစုံပင်းမျိုးစုံကိုဒါလည်းဘူးသမာတရားထပ်ပြီးလည်းပေါ့ခမင်းသားနေပင်းနေစားစားလိုက်ရင်စားမယ်ဆိုရင်ပင်းကောင်နဲ့ကက်ဆီယမ်တက်တဲ့အချောင်းဒူတင်းတက်ပြီးပါဘူးကိုသမာစင်းထပ်ပြီးလည်းအချောင်းလည်းပါမယ်နောက်ပြီးပင်းမျိုးစုံနဲ့ပါမှာပင်းပုတ်တာမျိုးလည်းပက်ဖစ်ဆက်ကအယူခိုင်ပါပြီးအချားပင်းရထပ်ပို့ထိုးလို့ရတယ်နော်နောက်ပြီးပြီးရဲ့စားဖို့စားအပေါင်းမှာတော့အယူပါအယူပါယောဂါနဲ့ပတ်သက်ပြီးတော့တုံးချက်ရတာပြီးတယ်နော် တောက်ဖုံလေးမှာအမှတ်ကတော့ရိုးပါရိုးပွားယောဂဆိုပြီးမှာအသက်ကြီးတာတွေနဲ့များတဲ့လူတိုင်းကြီးပါမလွဲမသွေကျွတ်လို့ရမယ်ကျန်းမာရေးပြဿနာတွေဖြစ်တော့ကြောင့်စိုးစီးစွာကာကွယ်ရလိုပါတယ်နော်ရိုးပါမနက်ကကတော့ရိုးပါရိုးပွားယောဂကိုကာကွယ်ရဖြစ်စေကုသသည့်အခါရဖြစ်စေအဓိကလိုအပ်ပြီးအဟာရဓာတ်များရှိရတယ်နော်အဲဒီအဟာရဓာတ်များနဲ့အရေးကြီးဆုံးကတော့ကယ်ဆီယမ်ဓာတ်နဲ့ဗီတာမင် D တို့ဖြစ်ပြီးဟိုမျိုးကိုကျဲဝါးတော့ပါဝင်ပြီးအစားအစာများကိုပုံမှန်စားပြည့်နေဆိုရင်ရိုးပါရိုးပွားယောဂကိုကာကွယ်ရတာဖြစ်မှာပါနော်လုံလောက်လို့ရှိရင်ကယ်ဆီယမ်နဲ့ ီတာမင် D တက်ပါတော့စီဝါများကိုပြီးဝဲရလိမ့်ရှိတယ်။ယိုးနံပါတ်၃ချက်ကတော့ယိုးများတန်ဆွမ်းရံတွင်တယောက်တွင်ထောက်ရှာမှုအငြင်းရှိနေစေရန်လိုအပ်တယ်။အလုံးသွားခင်နဲ့ပါ။ဒီအောင်ဒီအောက်တွင်ရန်လျှောက်ရတဲ့လေ့ကျင့်များကိုလည်းလုပ်ရှာမှုပြုလုပ်ပေးခြင်းဖြင့်ယိုးပါယိုးပါယောဂါကိုခေါ်နိုင်ပါတယ်။ဒီနေ့ရှိလို့လေဒီယိုးပါယိုးပါယောဂါကြောင့်စိတ်ဝင်စားရခြင်းဖြစ်ရင်ဒါကြည့်ထောက်တာဒီမောင်လေးအိမ်မှာထုတ်ဝေထားတဲ့စာအုပ်ကိုအချို့ကိုတိုက်တော့ပါမယ်။အခုထုတ်ဝေတာကစတုတ္ထကျင့်ရဖြစ်တယ်။ မဆုံးကျင်တာပေါ့ဇူလိုင်2017ကဖြစ်ပြီးတော့ဒုတိယကျင်တာဒီဇင်ဘာ2017နော်တတိယကျင်တာပေါ့မတ်လ2018ကဖြစ်ပြီးတော့ကျွန်တော်ကကျင်တာတော့2020ကျင်တာပေါ့အစိုးရကတောင်းထုတ်ထားတဲ့စာအုပ်ဖြစ်လို့ဒီဘက်ကဥပဒေပါနဲ့တက်ပြီးစနေပါလေဆိုရင်ဖြည့်ဖို့တက်ပြီးနေပါလေဒီထက်ကြီးဒါတော့ဘယ်ကအောင်လဲကျေးဇူးတင်ပါတယ်ရှင်